တချိန်တခါတော့မှကိုကဘာဘာသီလာချိုးဖောက်ခဲ့ပေမဲ့လို့ဒီချိန်မှာမချိုးဖောက်ဘူးလို့နှလုံးသွင်းလိုက်မယ်ဆိုရင်နှလုံးသွင်းလိုက်တာနဲ့ချက်ချင်းကုသိုလ်ကဖြစ်လာတာရှင်အင်ဂုလိမာလာယုမြတ်စွာဘုရားကအင်ဂုလိမာလာပြိတ်ကိုဟောတဲ့အခါမှာကြည်ပေါ့ဇာတောဟံပဂိနိအရိယာယာဇာတိယဇာတောနာဝိဇန္နာမိသင်္ဆိတ်္သပါဏံဇိဝိတဝရောပိတာ အရိယာအမျက်အရိယာဇတ်ဖြစ်တဲ့ယဟန်ဘဝရလာတဲ့အချိန်ကနေစပြီးတေးစီလူရဲစိတ်နဲ့ဘယ်တတ္တဝါမှမတတ်ပါဘူးလို့ပြောခိုးတော့ကတတ်လိုက်တာတကယ်လူသားသမားကြီးပဲလေဟုတ်တယ်မလားအဲ့ဒါတွေကိုပြန်မတွေးနဲ့ယဟန်ဖြစ်တဲ့နေ့ကစပြီးဘယ်သူမှမတတ်တော့ဟုတ်တယ်မလားအဲ့ဒါမျိုးလို့ပဲသီလအခုဆောက်တည်ရင်အခုဆောက်တည်တဲ့အချိန်အစားဆုံးငါးပါးသီလလုံးတယ်လို့စိတ်ထဲမှာထားအားတင်း အဲ့လိုအာဘိစကားပြောရမယ်သူ့ကိုဆက်ပြီးတော့ပြောရမယ့်စကားလေးတွေကြံသေးတယ်ဒါကအာဘိစကားပြောတာဟုတ်ကဲ့ဆက်ပြီးစကားဘာပြောရမှာတော့ဆိုလို့ရှိရင်တဲ့သူ့ကိုပြောလူတွေဆိုတာအတွေ့အတာလေးတွေရှိတတ်တယ်ဥပမာမိဘတွေဆိုရင်သာသမီပုံမှာတွေ့တာတယ်နော် ိန်တော်ဦးစီးတွေဆိုလို့ရှိရင်သားမရတဲ့ပုံမှာတွေ့တာအဲ့ဒါကြရင်ပြောတယ်မိဘတွေပုံမှာတွေ့တာတဲ့စိတ်ရှိသလားမရှိဘူးလားမေးရှိနေသေးလို့ရှိရင်အဲ့တွေ့တာတဲ့စိတ်ကိုထားပါမယ်တတ္တဝါဆိုတာကိုယ်ကနဲ့ကိုလာတာတွေ့တာပြီးတော့မနေပါနဲ့တွေ့တာနေလဲသေးမှာပဲမတွေ့တာပဲနေလဲသေးမှာပဲသေးမှာတူတူတော့တွေ့မနေပါနဲ့လို့ပြောတယ်ဟုတ်ကဲ့ ဒါပေမဲ့ခုခေတ်အဲ့လိုပြောရင်ရံများလုံးနေမလားမသိဘူးเนาะခုတခါကြီးတယောက်ပြောတာလို့ပဲသူကအမြဲတမ်းဟိုဆိုးလုံငန်းနဲ့အသက်မွေးတာလေသူကဘာပြောတော့ဆိုရင် तू သေလို့ရှိရင်တဲ့တွင်းတူးပြီးတော့မမြုပ်နဲ့တဲ့မြေကြီးဘော်ဒီတိုင်းမှောက်ချထားလိုက်သူကသူရဲ့ဝင်သွားပါမယ်လို့ပြောတယ်ဆိုလိုတာက तू ကအကုသိုလ်တွေလုပ်နေတာ तू သိရင်တော့အောက်ပဲသွားမှာပဲလို့ပြောတဲ့သဘောပဲ။ ဟုတ်ကဲ့မိုက်တဲ့လူကလည်းအဲ့ဒီလောက်ထိအောင်မိုက်သွားတာနော်ပြင်ဖို့မစင်စားဘူးမြေကြီးတဲ့ရဲဝင်သွားမယ်တဲ့အဲ့တော့တတမှုတွေကိုတစ်ခုခုတစ်ခုပြီးတစ်ခုဖြည့်ရှင်းပြီးတော့သွားရမယ်ဤဘဘောတွေ့တာသလားဤဘဘောတွေ့တာကိုဖြတ်ရမယ်သာမယဘောတွေ့တာရင်လည်းတွေ့တာမှုမရှိအောင်ဖြတ်ရမယ်ပစ္စည်းဥစ္စာတွေဘောတွေ့တာလားတွေ့တာမှုတွေကိုဖြတ်ရမယ်တစ်ခုချင်းတစ်ခုချင်းဖြုတ်သွားအောင် တွေ့တာမှုဆိုတဲ့အလွန်ဆန်းတဲ့ဆိုးတယ်နော်ဒိဋ္ဌဆိုတဲ့ယန္တပါအကြောင်းအလုံးကြားပြုနေကြတာပဲသူညီမကနေပြီးတော့သင်္ကန်းကိုကောင်းမွန်မွန်ရက်လုပ်ပြီးတော့ချော်ချော်လေးရက်ပြီးတော့ပေးလိုက်တဲ့သင်္ကန်းလေးမနဲ့ကြတော့ဝမဲဆိုပြီးတော့အာတင်းထားမိုးရက်သေးလို့ညကြတော့အစာမကြေတဲ့ယောဂနဲ့ပြန်တော်မူဒီသင်္ကန်းလေးပေါ်မှာဆွဲပြီးတော့တန်းဖြစ်နေတယ်တဲ့ ကြည်တွေ့တာမှုကဘလောက်ဆိုးတယ်ဆိုတာသီလရှိတဲ့ယဟန်တော်အဲ့ဒီယဟန်ကတရားဓမ္မတွေကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ယဟန်သို့တော့အတွေ့အတာတောပြီးတော့တွေ့တာမိသည့်အတွက်ကြောင့်တန်းသွားဖြစ်အဲ့ဒီလိုတန်းသွားဖြစ်တော့တည်သွားပြီဆိုရင်ဘုန်းကြီးတစ်ပါးပြန်တော်မူလို့ရှိရင်အဲ့ဒီဘုန်းကြီးပိုင်တဲ့ပစ္စည်းသည်မတ္တတဏ္ဍကလို့ခေါ်တယ်တည်တဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းသည်တန်ဂိကဖြစ်တယ်တန်ဃာတွေအားလုံးပိုင်ဆိုင်တယ် အဲ့တော့တန်ဃာတွေကဒိဋ္ဌယဟန်တော်ပြန်တော်မူသွားပြီပေါ့သူတင်ငန်းလေးကြံရစ်တယ်အဲ့ဒီတင်ငန်းကိုဝေပန္တိကပြုတ်မယ်ဆိုတော့အဲ့တန်းကစိတ်ဆိုးလိုက်တာလေငါတင်ငန်းဘာလို့ယူရမှာတော့ငါတင်ငန်းဘာလို့ယူရမှာတော့ဖြည့်တွေ့တာရာကိုအချောင်းပြုတ်ပြီးဒေါသပါဖြစ်အဲ့ဒါကိုမြတ်စွာဘုရားကကြားလို့အဲ့ဒီတင်ငန်းကိုမဝေပန္ညာနဲ့အောင်ထားလိုက်အောင်ခொနည်းရဲ့ ဆိုတော့သူတင်ကန်းလေးပေါ်မှာသူအေးရှိသေးနေတက်တန်းစိတ်တော့ခொနည်းရဲ့ပဲသူကအသက်ရှိတာဟုတ်ခொနည်းရဲ့ပြည့်တဲ့အခါကျတေးပြီးတော့အေးရှိသေးအတွက်တာလွတ်တဲ့တာဝရိန္ဒနာပြည့်သူရောက်သွားတယ်ဒီသူ့ရဲ့သီလဆွာအားကြောင့်တာဝရိန္ဒနာပြည့်ရောက်သွားတွေ့တာရာကသီလတဲ့အရင်လက်ဦးသွားပြီးတော့ပန်းဘဝရောက်သွားတာကြောက်เสียအလွန်ကောင်းတယ်ဒါကြောင့်မို့အတွေ့အတာမထားပါနဲ့လို့ပြောပြရမယ် မတွေ့စေနဲ့တော့တွေ့ရင်အိမ်မော်ကမဆင်းဘူးဆိုတာဟုတ်တယ်။ပစ္စည်းလည်းမတွေ့စေနဲ့ဘာမှမတွေ့စေရဘူးကိုယ်ကိုယ်ကိုလည်းမတွေ့အောင်တည်ထားရမယ်နော်။